တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်တယ်မှာဒီကနေ့အော်တိုဘားလ14ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တက်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပိတ်ထောင်မှာနိုင်ငံရေးအကျဉ်းသားအကျဉ်းသူများမတရားပြိနှိပ်ညှဉ်းပန်းခံရပြီးကျန်းမာရေးဆောင်ရှောက်မှုနဲ့အစားအသောက်များပါအခြေအနေဆူဆူရွရွဖြစ်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းပိတ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများမတရားဖိနှိပ်ညှဉ်းပန်းခံရပြီးကျမ်းမာရေးဆုံးရှုံးမှုနဲ့အစားအသောက်များပါအခြေအနေဆိုးဆိုးရွားရွားဖြစ်နေကြောင်းဗိတ်အကျဉ်းထောင်နဲ့နှိစက်တဲ့သတင်းရှိမြစ်တွေကပြောကြားပါတယ်။ဗိတ်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတွေကိုမတရားဖိနှိပ်နေပြီးရာဇဝတ်အကျဉ်းသားတွေကနိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက်ရန်စကျင်းများလှုပ်ဆောင်နေကြောင်းအကျဉ်းဦးစီးဌာနကရာဇဝတ်အကျဉ်းသားတွေကိုလက်ကင်တုပ်အဖြစ်မွေးမြူကနိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်ရမှာအသုံးပြုနေကြောင်းသိရှိရပါတယ်။ ဒါအပြင်ဘိတ်အကျဉ်းထားမှာနိုင်ငံရေးအကျဉ်းသားများထံမှငွေငေးချင်းတွေကိုလည်းအကျဉ်းဦးစီးဌာနနဲ့ရာဇဝတ်အကျဉ်းသားများကလှုပ်ဆောင်နေကြောင်းကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာလည်းအခြေအနေအလွန်ဆိုးရွားနေကြောင်းသိရှိရပါတယ်။ဘာပဲလုပ်လို့အကျဉ်းသားတွေစီကပဲတောင်းတာပါ။ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေဆိုဖိနှိပ်တယ်၊ကိုလာပိုင်းတော့ကနိုင်ကျင်းတဲ့စီတမရန်ဖြစ်တာနိုင်ငံရေးသမားကိုပဲအပြစ်ပေးပြီးဝိုင်းရိုက်လိုက်ကြသေးတယ်။ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုစိတ်ကူတာကွင်းလည်းမပေးဘူး။အရန်အေးပေါ်ဖြစ်မှာ အပြင်စေးရုံထုတ်ပေးတာပါတရင်ကျွတ်လာပြည့်နေ့ကတော့အပြင်ထုတ်နောက်ကျလို့အမျိုးသမီးအချင်းသူတယောက်သေသွားပါတယ်လို့ဘေးအချင်းထောင်နဲ့နေဆက်တဲ့တရင်ရှိမြက်ကဆိုပါတယ်ရင်းအပြင်ဘေးအချင်းထောင်အတွင်းမှာတပတ်ကိုအသားဟင်း၄ရက်ကျွေမယ်လို့စီကံတတ်မှတ်ချက်များရှိနေပေမဲ့လည်းအသားဟင်းလုံးဝမကျွေတော့ကြောင်းတကူရီတန်ရှင်းရေးအတွက်လည်းရေကိုမဝတဝတာပေးချိုးပြီးထောင်ထဲမှာလူအရင်ကျက်တဲ့နေကပန်ကာကိုလည်းညပိုင်းမှာနှစ်နာရီခန့်သာပေးဖွင့်ကြောင်းသိရှိရပါတယ်ဘေးအချင်းထောင်ရဲ့အမျိုးသမီးဆောင်မှာလည်း မိမဆောင်ထောင်မှုကနိုင်ငံရေးအကျဉ်းသူတွေအပေါ်ဆဲဆူဖိနှိပ်မှုများလှုပ်ဆောင်နေတဲ့အပြင်လူကျက်တဲမှုတန်ရှင်းရေးအားနည်းမှုတို့ကြောင့်အရေးပြားရာနာများလည်းဖြစ်ပွားမှုရှိနေကြောင်းသိရှိရပါတယ်။အမျိုးသမီးဆောင်ဆိုရင်လည်းအရန်ကိုစိုးရပါတယ်။မိမဆောင်ထောင်မှုမှဆိုရင်အရန်ဆဲဆူပတ်ဆက်ပြီးတော့အကျဉ်းသူတွေအပေါ်အရန်ဖိနှိပ်ချုပ်ချယ်တဲ့အမျိုးသမီးဆောင်မှလူကများပြီးအရန်ကြက်နေတာရာနာတွေလည်းအတော်ထွက်ကြတယ်ထောင်ထဲမှာလူခွင့်ရေးဆိုတာလုံးဝမရှိတော့ပါဘူးလို့ ဘေးအကျဉ်းထောင်နဲ့နေဆက်သူတို့ကဆိုပါတယ်အကျဉ်းထောင်အတွင်းအကျဉ်းသားအကျဉ်းသူများမှာရေမတန်ရှင်းမှုကြောင့်ရာနာများဝဲများဖြစ်ပွားနေပေမဲ့အကျဉ်းဦးစီးဌာနကစေဝါကုသပေးခြင်းမပြုတဲ့အပြင်စေဝါများကိုလည်းပါစေပို့ခွင့်မပြုကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စေအုစုရဲ့အတူအယောင်အလိညာရွေးကောက်ပွဲကိုအကူအညီပေးရင်မြန်မာပြည်သူများရဲ့ဒုက္ခကိုပုံမနှဆိုင်စေမယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာဥကြုံမထွန်းကနိုင်ငံတကာကိုတတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကျန့်ဖက်မြန်မာစစ်အုပ်စုရဲ့အတုအယောင်အလင်းအညာရွေးကောက်ပွဲကိုအကူအညီပေးရင်မြန်မာပြည်သူတွေရဲ့ဒုက္ခကိုပိုမိုနှဆိုင်စေမှာဖြစ်ကြောင်းကုလသမဂ္ဂအစည်းအဝေးမှာတန်အမတ်ကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာကိုအတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာလ73ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာပြုလုပ်တဲ့အကျဉ်း80မြောက်ကုလသမဂ္ဂထွေထွေညီလာခံစီးပွားရေးနဲ့ဘန်ဒါယီဆိုင်ရာကော်မတီဒုတိယကော်မတီအစည်းအဝေးမှာ၎င်းကအထက်ပါအတိုင်းတရီပေးလိုက်ခြင်းဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအကြမ်းဖက်စစ်တပ်ကတရားမဝင်စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုပြီးနောက်မြန်မာနိုင်ငံကရခိုင်ရရှိခဲ့တဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများမှာတိတိတတ်တာနောက်ပြန်ဆုတ်ယုတ်သွားခဲ့ကြောင်းအကြမ်းဖက်စစ်အုပ်စုကတရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေပြီးရာဇဝတ်သားများ၎င်းတို့နဲ့ပူးပေါင်းနေတဲ့နေကြားဆောင်တပ်ဖွဲ့များအတွက်လုံခြုံတဲ့ပုံခိုရာများဖန်တီးပေးနေတဲ့အတွက်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှာဆက်လက်ကျေပြန့်လာနေကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကအကြံဖတ်စစ်အုပ်စုကစီစဉ်နေတဲ့အတုအယောင်အလိန်အညာရွေးကောက်ပွဲကိုအကူအညီပေးနေမှုမှာပြည်သူလူထုရဲ့ဒုက္ခကိုပုံမနှဆိုင်စေပြီးအကြံဖတ်မှုနဲ့မတည်ငြိမ်မှုများကိုသာဖြစ်ပေါ်စေကကျိုးပန်းရရှိထားတဲ့ဖွံ့ဖြိုးတိုးတက်မှုများကိုအလုံးစုံနောက်ပြန်ဆုပ်ယုပ်စေမှာဖြစ်ကြောင်းသတိပေးထားပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့အကြံဖတ်စစ်အုပ်စုကစီစဉ်နေတဲ့အတုအယောင်အလိန်အညာရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချရန်တအမတ်ကြီးကအလေးအနက်တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အုပ်စုကအရတားပြည်သူတွေကိုနေရဲစွန့်ခွာစေပြီးအခြေခံဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းပိတ်ပင်တားဆီးနေတဲ့အတွက်စင်ရင်ရင်ပုံမနှက်ဆိုင်လာကြောင်းပြည်ပကတ်များဖြစ်ပွားရာဒေသတွေမှာအကြမ်းဖက်စစ်အုပ်စုကကြေးရွာများမွေးမြူရေးလုပ်ငန်းများစိုက်ပျိုးရေးလုပ်ငန်းများနဲ့လေယာဉ်မြေများကိုစက်တိုက်မိရှုဖျက်ဆီးနေတဲ့အတွက်ငတ်မုတ်ခေါင်ပါမှုနဲ့စာနယ်ရိတ်ကမလုံခြုံမှုမှာဆက်လက်မြင့်တက်နေကြောင်းစာတင်ကြောင်းများအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတငယ်များဟာဘုံခိုခြင်းသို့မဟုတ် ယာယီကိုလိုညာစကန်တွေမှာပုံအောင်ပညာသင်ကြားနေရပြီးပညာသင်ကြားမှုနှုတ်မှာဆက်လက်ကျဆင်းနေကြောင်းအခြေခံအခွင့်အရေးများနဲ့အညီလှုပ်ဆောင်နေတဲ့အမျိုးသမီးများအပေါ်ရုပ်ပိုင်းဆိုင်ရာနဲ့ digital နယ်ပယ်နှစ်ခုစလုံးမှာပြฏิပက္ခအတွင်လိမ်ပိုင်းဆိုင်ရာအကျံဖတ်မှုနဲ့ကြားမအခြေပြုအကျံဖတ်မှုတွေကိုအကျံဖတ်စေအုပ်စုကဆက်လက်ကျူးလွန်နေတဲ့အတွက်ကြားမမညီမျှမှုမှာပုံမကြီးထွားလာနေကြောင်းတအမတ်ကြီးကထောက်ပြပါဗါရင်အပြင်အကျံဖတ်စေအုပ်စုရဲ့ တရားမဝင်အတ္တမစစ်တာစူးစမ်းမှုကြောင့်လူငယ်တွေဟာပုန်းရှောင်ထွက်ပြေးနေရပြီးပြည်တွင်းလုံသားအင်အားနဲ့စီးပွားရေးခွင်လန်းများမှာဆက်လက်လျော့ပါလာကြောင်းမြန်မာနိုင်ငံနဲ့ဒေသရင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကြီးမားလာမှုဟာဒေသတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုဆွဲချသွားမှာဖြစ်ပြီးအကြံဖတ်စစ်အုပ်စုရဲ့အတူအောင်ရွေးကောက်ပွဲမှာဖြစ်ပေါ်လာမဲ့အကြံဖတ်မှုနဲ့မတည်ငြိမ်မှုတွေဟာဒေသတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုချင်းချောက်မှာဖြစ်ကြောင်းတမ်းအမတ်ကြီးကဆိုပါတယ်ထို့ကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ အကြံဖတ်စစ်အုပ်စုကစီစဉ်နေတဲ့အတူအယောင်အလိညာရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချရန်စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးစင်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ဆုံးဖြတ်ပေးထားတဲ့မြန်မာပြည်သူလူထုရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုထောက်ခံအားပေးတော်ကြဖို့တမ်မတ်ကြီးကထပ်မံတိုက်တွန်းခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကော့ကရိတ်မြို့နယ်နောင်မီရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီး စစ်တပ် DKPA နဲ့ BGF ပူးပေါင်းတပ်များဘက်မှတိုက်စုံမှုများပြားကတုံးအရှင်ဖမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နောင်မိရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ် DKPA နဲ့ BGF ပူးပေါင်းတပ်တွေဘက်က30ဝန်းကျင်တိုက်စုံခဲ့ကတုံးအရှင်ဖမ်းမိထားကြောင်းကရင်စီသတင်းရင်းမြစ်ကဆိုပါတယ်။အော်တိုဘားလ10ရက်နေ့ကကော့ကရိတ်နောင်မိရွာဘက်ကိုအကြမ်းဖက်စစ်တပ် DKB ပူပိတပ်နဲ့ BGF တပ်များပူးပေါင်းပြီးအင်အားအလုံးအင်းနဲ့ ဒီပိုးစံဒေါနာတောင်လန်ဟောင်းပတ်မှတဆင့်ထိုးစစ်ဆင်လာကြောင်း။နောက်မိကြေးရွာအနီးအရောက် KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဂျားပြတ်တက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ် DKBA နဲ့ BGF တပ်သား30ဝန်းကျင်သေဆုံးက DKBA တပ်သား3ဦးအရှင်ဖမ်းမိပြီးစစ်ကြောင်းပြတ်၍နောက်ပြန်ဆုတ်ပြေးသွားကြောင်း။ဒါအပြင်တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိတဲ့စစ်သား DKBA နဲ့ BGF တပ်သားတွေကိုလူနာတင်ကားတွေနဲ့နဘူးစစ်ရုံဖမ်းအမျိုးနဲ့စစ်ရုံနဲ့ တောင်ကလေးစေးရုံတွေကိုပို့ဆောင်ထားကြောင်းသိရှိရပါတယ်။အဲဒီလိုတိုက်ခိုက်ခံရမှုကိုမကျေနပ်တဲ့အတွက်ဒီကနေ့အော်တိုဘားလ14ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကနောင်မီကြေးရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင် DKBA နဲ့ BGF တပ်ဖွဲ့တွေကလည်းလက်နက်ကြီး drone တွေနဲ့ဘုံကျဲကနောင်မီကြေးရွာကိုဖျက်ဆီးနေကြောင်းသိရှိရပါတယ်။ဘူဘီ DGB တွေ BGF တွေစစ်ခွေးနဲ့စစ်ကြောင်းတက်လာတာနောက်မိမှာဖြတ်တိုက်တော့30ဝန်းကျင်လောက်တေကုန်တယ်။ DGBA BGF တွေက20လောက်ထိတေတယ် DKB 3ရောက်အရှင်ဖမ်းမိတယ်တော်လန်ရေးဘက်ကအဲ့ဒီမှာမြပတိုင်ရွာဘက်ကိုပြန်လဲစုပ်ပြေးရတာကိုပူပြီးအဖွဲ့ကအခင်းမကြီးဖြစ်ပြီး drone နဲ့ချလက်နက်ကြီးပစ်ထည့်နေတာအခုဒီနေ့14ရက်နေ့မှာလေရင်ပုံကျဲတယ်ရွာတော့တော်တော်ပျက်စီးကုန်ပြီလို့ကြေးရွာအတွင်းမှာစေဘေးရှောင်ပြေးလာတဲ့ကြေးရွာသားကပြောကြပါတယ်ယခုအခါမှာအကြမ်းဖက်စစ်တပ် DKB နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေက နောင်တပံမြပတိုင်နန်းကော့တေကော့ဖန်ရဲ့နောင်မိကြေးရွာများမှာပြည်သူတွေကို ကြေးရွာအတွင်းမှာတင်းရှောင်ခွင့်မပြုဘဲလူသားတိုင်းကအဖြစ်ထိမ့်သိမ်းထားကြောင်းသိရှိရပါတယ်။ဗိုလ်ဘီးနဲ့စစ်တကကောင်တွေကရွာသားတွေကိုစစ်မရှောင်ခိုင်းဘူး။ရွာမှာပဲနေခိုင်းတယ်။ BGF ကလည်းကားတွေနဲ့ကင်းလက်နေတယ်။ရွာသားတွေတွေ့ရင်ဖမ်းခေါ်ပြီးရိုက်တယ်စစ်တယ်။သူတို့ကို drone ချခံရမှကြောက်လို့ရွာကလူတွေသူတို့နဲ့အတူတူနေနေရတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုခံရမှကြောက်တဲ့အတွက်ကြောင့်အကြံပတ်စစ်တပ် DGB နဲ့ BGF ပူးပေါင်းတပ်တွေက ဒရုန်းပြန်တမ်းမှုတွေကိုဖျက်တောက်ဆက်ဂျမ်ဘာရီကို24နာရီမီးဆက်မောင်း၍စက်မြောင်းကိုဖွင့်လှစ်ထားတဲ့အတွက်ကြောင့်ယင်းဒေတာမှဖုန်းလိုင်းအင်တာနက်လိုင်းများသုံးမရဖြစ်နေကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေးမြို့နယ်အာယူတောင်ဘက်ချမ်းမှာရှိတဲ့စစ်တပ်ရဲ့ခမရ33စခန်းကုန်းကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ဘက်ချမ်းမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ခမရ33စခန်းကုန်းကိုလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်ခဲ့ကြောင် ရေဘလူတပ်ဖွဲ့ရဲ့ခေါင်းဆောင်ရေဘလူကပြောကြားပါတယ်။ယမန်နေ့အော်တိုဘန်လ23ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့အနီးအနားထိတွားရောက်၍60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့မနေ့တုန်းက23ရက်နေ့မနက်8နာရီခွဲလောက်မှာ33အာယုတောင်ဘက်ချမ်းမှာရှိတဲ့33တပ်ကိုလက်နက်ကြီးနဲ့တွားပစ်တာပေါ့။တထဲကိုတော့60အသီးတော့ကြတယ်၊သုံးလုံးပစ်တယ်၊သုံးလုံးလုံးကွယ်တယ်။ကျွန်တော်တို့တပ်အနီးအနားထိကိုဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပါတယ်လို့ ရေဘလူတပ်ဖွဲ့ရဲ့တရင်မှုကပြောကြပါတယ်ပြစ်ခတ်မှုအတွဲမှာအကြံဖတ်စစ်သားတွေရဲ့တိကိမှုစရင်မသိရှိရသေးကြောင်းရေဘလူအဖွဲ့ထံကနေသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာရှုံမြို့မှာနေကင်းကြောင်တောင်ကာလူရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့လာရှုံမြို့ပေါ်မှာအော်တိုဘန်လ73ရက်နေ့နေ့လယ်ပိုင်းမှာကာလူရဲမှုထပ်မံဖြစ်ပွားခဲ့ပါတယ်လာရှုံမြို့ရက်ွက်ခုနှစ်ထဲမှာကားပိုင်ရှင်ကိုထိုးချိတ်ပြီးလူတစုကကားကိုလူရဲမောင်းနှင်ထွက်ပြေးတာလို့ မြို့ခံတယောက်ကပြောပါတယ်ကားပိုင်ရှင်ကနောက်ကနေကားတစီးနဲ့လိုက်ဖမ်းဖို့ကြိုးစားရင်မြို့ပေါ်ကားလမ်းမမှာအုပ်အော်တောင်းနေဖြစ်သွားတယ်လို့၎င်းကဆိုပါတယ်အဆိုပါကားလူရဲ့မောင်းနှင်ထွက်ပြေးမှုကိုမြို့ပေါ်က CCTV တစ်ခုရုပ်သံမှတ်တမ်းထဲမှာကားဖြူတစီးကလာရှုံးမြို့ပေါ်တနေရာလမ်းချင်းချင်းမှာကားရင်ကျော်ကျက်နေချိန်ဟွန်းတီးပြီးအမြန်မောင်းထွက်ပြေးတယ်လို့နောက်ကနေကားတစီးကလည်းဟွန်းတီးပြီးလိုက်ဖို့ကြိုးစားရင်းကြံရိတ်ခဲ့တာကိုတွေ့ရှိရပါတယ်ဖြစ်စဉ်အသေးစိတ်နဲ့ကားလူရဲ့သွားသူတွေကိုတော့ ဖန်ဆီးရမိခြင်းရှိမရှိကိုမသိရှိရသေးပါဘူးပြီးခဲ့တဲ့ဩဂတ်စ်လ22ရက်နေ့ကလည်းလာရှုမြို့ရက်ကွက်9မှာအမျိုးသမီးတဦးမောင်းနှင်လာတဲ့ကားကိုစိုက်ကစီအမျိုးသား2ဦးကလူမြင်ကွင်းမှာလူရဲ့မောင်းနှင်ထွက်ပြေးသွားခဲ့ပါသေးတယ်လာရှုမြို့ပေါ်မှာလူအများရှိမှအတင်ရဲစွာကားခိုးတဲ့ဖြစ်စဉ်နဲ့ပိုဆိုးလာတဲ့ကိုဆုလူရဲ့တပ်ဖြတ်မှုတွေကြောင့်တရားဥပဒေစိုးမိုးမှုမရှိတော့ကြောင်းလူမှုကွန်ရက်ပေါ်ဝေဖန်ခဲ့တဲ့စစ်ဘေးရှောင်အမျိုးသားတဦးကိုတော့စစ်တပ်ကဖမ်းဆီးပြီး ရွေးကောက်ပွဲပြက်ပြားအောင်လှုံ့ဆော်တဲ့ဆိုကာ1900နှစ်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့ကာလူရဲ့သူတွေကိုတော့ဖမ်းဆီးရမိတာမရှိပါဘူး။လာရှိုမျိုးဟာတစ်တုံညာနှစ်ခွန်စစ်စင်ရေးနဲ့အတူကိုကက်တက် MNDAA နဲ့မဟာမိတ်တပ်တွေက2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာအပြစ်သက်သိမ်းယူခဲ့တဲ့မျိုးဖြစ်ပါတယ်။ဒါပေမဲ့တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်2025ခုနှစ်ဧပြီလမှာ MNDAA ကစစ်ကောင်စီထံကိုကြီးတစ်ချက်မဖောက်ရဘဲပြန်လွှဲပေးခဲ့ရပါတယ်။ MTAA ကပြန်လဲပေးခဲ့တဲ့လုပ်ရက်ပေါ်မြို့ခံတွေကတော့ဝေဖန်နေကြပါတယ်စစ်ကောင်စီကပြန်လဲထိန်းချုပ်ပြီးတဲ့နောက်ပိုင်းလာရှုံမြမှာလူရဲမှုတွေဓမြမှုတွေပြန်ပေးဆွဲမှုတွေနဲ့ခုံးမှုတွေလည်းမကြာခဏဖြစ်ပွားနေပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်နေ့ညကလာရှုံမြမှာနေအိမ်အတွင်းဝင်ရောက်လာတဲ့တခုကိုဒေသခံတွေကဝိုင်းဖမ်းခဲ့စင်မှာဓာတ်နဲ့ပြန်အခုတ်ခံရပြီးအမျိုးသားနှုတ်တန်ရရခဲ့ပါသေးတယ်မြို့မှာဖြစ်နေတဲ့အမှုတွေကို စစ်ကောင်စီကအရေးယူနိုင်ခြင်းမရှိဘူးလို့မြို့ခံတွေကဆိုပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နန်းစံနေမှာဘုံကျဲတိုက်ခိုက်မှုဒဏ်ရာရသူညီအမနှစ်ဦးစလုံးတေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တအောင်းတက် TNL ထင်းချုပ်ထားတဲ့နန်းစံမြို့နယ်အုံမစွန်ကြေးရွာကလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုမှာဒဏ်ရာရခဲ့တဲ့ညီအမနှစ်ဦးစလုံးတေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ရွှေပြည်မြေကစုံစမ်းသိရှိရပါတယ်ဒီကနေ့အော်တိုဘားလ14ရက်နေ့မနက်9:00နာရီဝန်းကျင်က ဘုံကျဲတိုက်ခိုက်မှုမှာဒဏ်ရာရရှိသွားခဲ့တဲ့အသက်18နှစ်ရှိပြီဖြစ်တဲ့မတ်တင်းတင်းနယ်တည်ဆုံးခဲ့ပြီးနောက်မှာမြမဖြစ်သူမတ်မီတင်းနယ်စုသူဟာလည်းထပ်မံတည်ဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ဖြစ်စဉ်ကိုသိရှိသူအမျိုးသမီးတဦးကအခုသူညမလည်းထပ်ဆုံးပြီးဒဏ်ရာရတဲ့ညီအမနှစ်ယောက်စလုံးတည်သွားပါပြီလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသွားခဲ့တဲ့အသက်15နှစ်ရှိပြီဖြစ်တဲ့မြမဖြစ်သူမတ်မီတင်းနယ်စုသူကလည်းစီကူတာဖို့အတွက်စေရင်ကိုခေါ်ဆောင်သွားနေတဲ့အချိန် လက်တဝက်မှာပဲတည်ဆုံသွားခဲ့တယ်လို့သိရှိရပါတယ်။ဘုံကြောင့်အသက်70နှစ်အရွယ်မိုင်းကောင်းချစ်ဖြိုးနဲ့အသက်35နှစ်ရှိပြီဖြစ်တဲ့ယာနိုင်လင်းဆိုသူတွေလည်းတရားရရှိထားတဲ့အပြင်နေအိမ်ရှစ်လုံးပါထိမှန်ပျက်စီးခဲ့တာလို့ဆိုပါတယ်။ယမန်နေ့အော်တိုဘာလ73ရက်နေ့မှာလဲနမ်ဆန်မြို့နယ်ကရာကြီးကြေးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတက်ခိုက်ခဲ့လို့စာတင်ကျောင်းဆောင်တဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့ပြီးနှစ်ဦးတန်ရာရခဲ့ပါသေးတယ်။စစ်ကောင်စီတပ်ဟာတအောင်းတက်ထင်းချုပ်ထားတဲ့မြို့ကြေးရွာတွေကိုဘုံဆက်တိုက်ကျင်းနေပြီး ပြီးခဲ့တဲ့အော်တိုဘာလ2ရက်နေ့ကနေဒီကနေ့14ရက်နေ့ထိ9ရက်အတွင်းကလေးငါးဦးအပါအဝင်33ဦးသေဆုံးခဲ့ပြီးကလေး10ဦးအပါအဝင်32ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ကြီးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာ